အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရာမာမင်္ဂလာပါရှင်လေလိုင်းထဲကနေပြန့်လွင့်လာမဲ့ဆက်လန်းရေဒီယိုဆက်လန်းလေးနားဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်ဥမာခေယံကပြောတယ်ဒုက္ခနဲ့တခါတူတိုင်းချစ်သူလက်ကိုတခါကင်ပြရစီတဲ့မောင်ကတော့ ဒုက္ခနဲ့တွေ့ဒုက္ခနဲ့တွေ့ချစ်သူလက်ကလေးခဏခဏဂိုင်ပရစီဟုတ်ကဲ့ပါရှင်ပြိဿများကြားခဲ့ရတဲ့အတိုင်းပါပဲဒီတစ်ပတ်ရဲ့ရေဒီယိုဒရမာကနေခပြားဆန်းဆန်းအချစ်ဆက်လန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။စာရေးသူရှင်ငိမ့်ပွင့်ဆလင်းရေးသားကြတဲ့စပွဲနံပါတ်2လို့အမည်ရတဲ့ဆက်လန်းလေးကိုနားဆင်ကြည့်ပါအောင်ရှင်။ဦးမခေယံပြောတယ်ဒုက္ခနဲ့တစ်ခါတွေ့တိုင်း ချစ်သူလက်ကိုတစ်ခါခံပြရစေတဲ့။မောင်ကတော့ဒုက္ခနဲ့တွေ့တွေ့၊ဒုက္ခနဲ့တွေ့တွေ့ချစ်သူလက်ကလေးခဏခဏခံပြရစေ။နှစ်သမီးတစ်ဖက်900ဆိုတာလည်းမောင်စိတ်ဝင်စားပါဘူး။ဘာကြောင့်ဆိုချစ်သူလက်တန်းကလေးခံထားရတာလို့ရှင်ခုံစရာကောင်းမှာမဟုတ်လို့ မားတို့မျိုးကလေးကလက်ဖက်ရည်ဆိုင်အတော်ပေါ်တာပဲနော်လမ်းထိပ်တိုင်းလိုလိုမှာလက်ဖက်ရည်ဆိုင်တွေရှိတာတွေ့ရတယ်အမားတို့မျိုးလေးကတကယ်ကိုလက်ဖက်ရည်ဆိုင်မျိုးကလေးတစ်မျိုးပဲလက်ဖက်ရည်ဆိုင်မျိုးတဲ့ဟုတ်တော့လဲဟုတ်ပါတယ်လေမျိုးအရွယ်အစားနဲ့ဆိုင်လက်ဖက်ရည်ဆိုင်တွေကများနေရဲ့လို့ဆိုရမှာပဲမျိုးအစွန်တွေမပါဘဲနဲ့မျိုးအတွင်းထဲမှာတော့လက်ဖက်ရည်ဆိုင်က၁၂ဆိုင်လောက်ရှိတယ်ဆိုင်တိုင်းမှာလဲသူမိတ်သူဖောက်တဲ့နဲ့သူလူအပြည့်ပဲ ပြောရရင်တော့ကျမတို့မျိုးကလေးကရူရူတတလက်ဖက်ရည်ကြိုက်တော်မျိုးလက်ဖက်ရည်ဆိုင်မျိုးပေါ့အဲ့ဒီမျိုးကလေးအတွင်မှာမွေးဖွားကြီးပြင်းလာခဲ့တဲ့ကျမရဲ့မောင်ကလည်းလက်ဖက်ရည်ကြိုက်ပါတယ်လက်ဖက်ရည်ကြိုက်တာမှလေပေါ့ချပြင်းပြင်းနူးစီတကြားနေနေလက်ဖက်အချိုးချောင်းနှဲ့ရည်ကိုစားခတ်တောက်တဲ့အထိကြိုက်တဲ့သူလေကောင်မလေးရငါ့ကိုပေါ့ပေါ့နေပေါ့ပေါ့စားလို့ထင်မှဆိုးလို့လက်ဖက်ရည်ကိုစားခတ်တောက်ပြနေရတာကွမှတ်ထား မောင်ဝအိတ်တလုံးတငယ်ချင်းတွေကိုအရှုံးဖောက်ပြောနေကြလေမောင်အတက်လက်ဖက်ရည်ဖြော်ပေးတိုင်းဖြော်စရာက စားကလေးမကြီးစီလောက်ကိုစွန်ဖြားကလေးနဲ့ခတ်ပြီးအောက်ခံပကံများလေးတွေကိုထည့်ပေးရမယ်ပင်မေကျော်ရီချင်းရှုံ့မဲ့သွားရလောက်အောင်ခါသက်ငန်တူးနေတဲ့လက်ဖက်ရည်ကိုမောင်က အမျက်တနိုးအရသာခံတောက်တတ်သူတန်ဆေးလွန်ပြီတဲ့ဒီပုံစံအတိုင်းသာဆိုမြ мян ယောဂါရပြီးကျမ်းမာရေးထိခိုက်တော့မှာပဲလို့ချမောင်မောင်ကိုစတင်တတိထားမိခါစားက အဲ့လိုအတွေ့မျိုးဝင်ခဲ့မိပါသေးတယ်။နောက်ပြီးမောင်ကနေချီဆေးပေါ်လေးကိုလည်းတဆိုင်မမတ်နှစ်သက်ဆဲလန်းတက်သေးတယ်လေ။ငါအတွက်ပေါ်ကြတခွတ်ဆေးလေးတလေးစောက်အုပ်ရှိနေလောကကြီးကနိဗ္ဗာန်ပုံပဲ။မောင်တငယ်ချင်းနေနဲ့ပြောနေတဲ့စကားကို ကောင်တာကကျမကကြားပြီးမမတ်ရရရှိနေခြင်းမှာသူ့ကိုယ်သူအိုမာခင်းရဲ့မြင်းများအောင်းမိနေသလားမသိပါဘူးရှင်။အဲ့ဒီလိုအတွေ့တွေနဲ့ မောင်မသိအောင်ကျွန်မမျက်စောင်းမင်ထိုးလိုက်မိပါသေးတယ်။တကယ်တော့လေမောင်လက်ဖက်ရည်ဆိုင်လာတိုင်းလက်ထဲမှာဖက်เสียစာအုပ်တုပ်ပါလာတာကိုအမြဲတွေ့ရတယ်။တငယ်ချင်းတွေရောက်မလာသေးခင်ချိန်မှာစာအုပ်ကိုတက်တက်မဲမဲငုံဖက်နေရင်လက်ဖက်ရည်တငုံငုံလိုက်လက်ထဲကဆေးလေးကိုတဖွာဖွာလိုက်နဲ့ရှိနေတတ်သူပါ။ TV ကလာနေတဲ့ဆက်လံကိုလည်းစိတ်မဝင်စားဖွင့်ထားတဲ့သချင်းကိုလည်းနားမစွင့်လမ်းမပေါ်ဖျက်လျှောက်သွားတဲ့ကောင်းမလေးတွေဒါတွေ စိုက်ကယ်တွေကိုလည်းလှည့်မကြည့်ပြီးပြီးစာအုပ်သမားမောင်ရဲပါထို့သို့သော မောင်ရဲမျက်ဝန်းတွေကကျမစီရောက်ရောက်လာတတ်တာကိုတော့ထူဆန်းအံ့ဩစွာရှင်ခုန်ခဲ့ပူပါတယ်နောက်တော့မောင်ရဲမျက်ဝန်းတွေကကျမတန်အရောက်စိတ်လာခဲ့တယ်ချစ်ချင်းအစမျက်ဝန်းကလို့ဆိုတဲ့စကားကိုဖေးပညာရှိကများသုံးသပ်ပြောဆိုခဲ့တာပါလေ။ ထိုအမည်မသိပညာရှင်ကြီးကိုကျမချီးကျူးမိပြန်ပါတယ်။အစကအမတ်တမဲခလုတ်တိုက်မိတော့အကြည့်များတကယ်ကိုရွရွတသားဖြစ်ဖြစ်စင်စင်။နောက်တော့တကူးတကကြိုတင်ကြံစီအားထုတ်လာတော့အကြည့်ခိုးများ။နောက်တော့နောက်တော့ ကျမအတွေးစာများပြတ်တောက်သွားရတယ်။အတန်လာရသူလမ်းကြည့်လိုက်ရင်စပွဲချိုးကောင်လေးကိုအော်ပြောလိုက်တယ်။ကောင်လေးရေနမနဲ့စပွဲကရှင်းမယ်တဲ့။ဟုတ်မရေလာပါပြီဗျာ။အော်ပြောဖို့မေးနေလိုက်တာ။မောင်ထိုင်နေကြစပွဲကနမနဲ့စပွဲလေး။တတိယလိုက်တာမောင်ရေ။မောင်ဘယ်စီရောက်နေရလဲ။ ဒီနေ့တော့စိုင်နှောင်းချက်မှပေးရမယ်ထင်တယ်အမကြီးအေးပေါ့ဟဲ့ဖျားပွဲရှိတာကိုတော်တော်နေငါနဲ့လီလာပန်းမနေနဲ့စိုင်ထဲမှာလူပြည့်နေပြီဟာကိုတော်လို့ပေးလိုက်အောင်ဟုတ်ဟုတ်ဟုတ်မစိုင်ထဲမှာလူပြည့်နေတော့တချင်ကမောင်နဲ့မောင်တငယ်ချင်းတွေသာညာတိုင်းအပိုင်စီးထားခဲ့တဲ့နမနဲ့စပွဲလေးမလွတ်တော့ဘူးပေါ့ရှင်နမနဲ့စပွဲလေးစီအကြည့်ရောက်တိုင်းချမမအတွေ့အိမ်နဲ့မျောပါစေနမနဲ့စပွဲမှာထိုင်တက်တဲ့မောင်က လမ်းမဘက်ကိုကြောခိုင်းထားတတ်ပြီးကျမရှိရာကောင်တာဘက်ကိုဘေးဆောင်တိုက်ကလေးမျက်နာလှည့်ထားတတ်တယ်။မောင်ကောင်းကလေးအနေငယ်ငှဲ့လိုက်ရုံနဲ့ကျမကိုမြင်နိုင်တဲ့အနေအထားမျိုးပေါ့။ကျမကတော့ဆိုင်အတွင်းဘက်ကိုမျက်နာလှည့်ထိုင်နေရတာမို့ပေါင်းလှူရှာမှုအလုံးကိုအလူလူမြင်နေရပြီးသားအဲ့ဒီနမနစ်စပွဲကို မောင်တမင်ရွေးချယ်ရွေးထိုင်ခဲ့ခြင်းလားသူမဟုတ်အမတ်တမဲထိုင်မိရင်မှ ထိုင်နေကြနေရတကူလို့ပုံသေးတက်မှတ်ကထိုင်မိနေချင်လားကျမမသိပါမောင်ကိုလည်းမေးမကြည့်ခဲ့မိပါသို့တော့ကျမဆွဲလန်းစိတ်ထဲမှာတော့နမနဲ့စပွဲကလေးကိုမောင်နဲ့တွေ့ပြီးမြင်ရောက်နေတယ်။မောင်နဲ့နမနဲ့စပွဲကခွဲခြားမရခဲ့။ရှခင်ကလေးကအခုထိတိုင် အဲ့ဒီနံပါတ်1နဲ့3စပွဲဒီမှာထိုင်နေကောင်နေအကုန်လုံးကနှာဦးတွေကြီးပဲမမောက်ငန်းကျင်လို့လာထိုင်ကြတာဟာနင်းကလည်းဟုတ်ချင်မှဟုတ်မှာပါဟဲ့ဟုတ်ပါတယ်ဆိုမစောက်အမြဲဖက်နေတဲ့တယောက်ဆိုအဆိုးဆုံးပဲအော်ငါတို့ကလည်းဖိတ်ဆိုင်ဖွင့်တာလေဟဲ့အမြဲဖောက်တဲ့ရှိရောမကောင်းလားအင်းလေပြောတာပြောရပါကျွန်တော်တို့အမကမိုးလင်းမို့ချုပ်ကောင်းတာထိုင်နေပေမဲ့ အမောင်ရီးတက်တဲ့ဘာမှမလုပ်ရဲကြပါဘူး။အော်နေရလဲလာလို့ရရောငါအခန့်နေမတဲ့လား။ဟုတ်ပါတယ်ဗျာစိတ်ချလုံးလုံးကြီးကြီးတော့အမလက်ထဲကိုဆိုက်အပ်ထားရပဲမဟုတ်လား။ကဲနင်တို့ရှာရှေးသွားဟိုမှာအဲ့တယ်ဝင်လာပြီသွားလိုက်အောင် ချစ်သူစီသွားရမယ်လမ်းအနှဖားပေါက်လောက်ကျင်းနေပါစေကျွန်တော်ရအောင်သွားမည်ချစ်သူနဲ့ကျွန်တော်အကြာခေါပဏီတက်ကြီးချားနေတယ်ကျွန်တော်အရောက်လာမည်ချစ်သူမပါဘူးဆိုရင်တော့နှက်ပြီနဲ့နှိမ့်ပန်တကားဝါရောက်နေရင်တော့နေရာမောင်လှည့်ပြန်ခဲ့ပါမယ်ချစ်သူရေချစ်သူကမြောက်ပင်းကိုေးအောင်လည်းကမယ်ကြားကုန်းဆင်းဆိုလည်းဆင်းမယ်ကားနဲ့ခန့်ဆိုလည်းခန့်မယ် မင်းကပြားလည်းဟုတ်မလို့နဲ့အဖျားရှူရတယ်ကွာပကိယကောင်ပဲတငယ်ချင်းရဲ့အပြောကြောင့်မောင်ကရှိနေရင်းနဲ့ကျမစီကိုတစ်ချက်လှမ်းကြည့်ပါရယ်မောင်ရဲ့ကပြားတိုင်းကျမကိုရှိရွယ်ညွန့်ဆုနေမှန်းကျမအလိုလိုသိနေခဲ့ပါရယ်ငါများစိတ်ကူးရင်ရှင်ခုန်နေမိရလားလို့ခုဘာသာတွေးရင်းလူမသိသူမသိရှက်ပြုံးဖွားဖြုံးမိရပါသေးတယ် ာလို့ကျင်းလို့လဲရှင်ဟိုပတ်စံလာရှင်းတာလည်းမဟုတ်ပါဘူးစေးလိုက်လာရလည်းမဟုတ်ပါဘူးဟိုလေဒါဒါလေးဟင်ချပါလေဟိုကျွန်တော်မောက် propose လုပ်တာပါဖတ်ကြည့်ပြီးတော့တောင်းဝမ်းပါရဗျာဟိုစာပေးခက်ကကုန်ပြီဆိုပေမဲ့ကျွန်တော်အချက်ကမကုန်နိုင်လို့စာရေးပေးရတာပါဟိုနှုတ်တရားစာတလုံးမလားစာထဲကချစ်တယ်ဆိုတဲ့စာတလုံးဖတ်ရတိုင်းကျွန်တော်နှုတ်ကချစ်တယ်လို့အခါတရပြောနေလို့သတ်မှတ်ပါနော်ဟဲ့ ဟိုဟိုဟမ်သူ့ကိုသူ James Bond ထင်နေလားမသိပါဘူးစားဆောင်ပြီးပြီးထွက်ပြေးသွားတန်းနေရပဲချစ်တော်မကျွန်တော်အပြုံးမှုတွေဟာမရဲ့အိမ်တွေတိတ်ခါနဲ့မာနာကိုထိခိုက်ဆော်ကားသလိုမျိုးဖြစ်နေခဲ့ကျွန်တော်အနှွံ့ညွတ်တောင်းပန်ပါတယ်ကျွန်တော်မကိုချစ်တယ်တကယ်ဆိုချစ်တယ်ဆိုတဲ့စကားထက် အတိတ်ပဲပြီးသွားပြီလေးနက်တဲ့ဝါဟာရရှိရင်ရှာပြီးပြောချင်တာပါဟွန်း စာအေးသားကတော့စာရေးဆရာရှုံးလောက်ပါရဲ့အင်းလေစာရီတအားဖတ်နေတဲ့စာချုပ်ပိုးလေးဆိုတော့ဒီလောက်တော့ရေးတက်ပြီမပေါရေးထားတဲ့ပုံစံကိုလည်းကြည့်ပါဦး A4 စာရွက်နဲ့တမျက်နှာအပြည့်ကိုရေးထားတာစာရွက်အဖြူတသက်ပေါ်မှာညင်တာခြင်းမရှိဘဲနဲ့ညီညာဖြောင့်ပြူစွာရေးသားနိုင်ပုံထောက်ရင် စာရွက်နဲ့မစိမ့်တဲ့သူမှတိတာလွန်ပါတယ်လေဝိုင်းဆက်ညီညာသလိုရှိပေမဲ့တောင်းဆန်လာရဲ့လက်ရည်တွေက အမတန်ပြောရဆိုရခက်မဲ့ခေါင်းမာတက်တဲ့လူစားမျိုးဆိုတာအခက်ခတ်လို့ရနိုင်တယ်လीအဲ့ရဲမှာကျမတယောက်တည်းအတွေးကြွေနေတဲ့အချိန်ခဝေးဝေးအတန်ချဲ့ဆက်စီမှလွင့်ပြန်လာတဲ့တချင်းတန်ကို ကြားလိုက်ရပါတယ်တချင်းကတော့မမလေးရေလုံအောင်ပုံးချစ်လူဆိုလေးလာနေပြီတဲ့ ံမက်နှစ်စပွဲမှာအချိန်မှန်မောင်ရောက်လာမည်တခါတခါကျမရှိရာကောင်းတာအထိစာအုပ်တုပ်ကိုကင်ပြီးမောင်ရောက်လာတယ်ပြီးတော့ကြပြစရာတွေရှုံးအောင်ချွဲနှဲ့တီတာဖွဲ့နှဲ့ထားတဲ့စာတစောင်နဲ့ရှင်ခုံတန်းနေအေးတမျှတိုက်မည်မဖြစ်နိုင်ပါဘူးအချစ်ချောင်းကိုမစင်စားကြပါဘူးလို့ငင်းနေတဲ့ကြမှာနည်းနည်းကလေးမှမလျှော့ချင်တဲ့စွတ်သမားမောင်က နပိုလီယံကိုမားနဲ့ပတ်သက်ပြီးမှ လေးစားချင်ုံမိရတခုရှိတယ်။ "तू ကမဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ပြောခဲ့တယ်လေ။ကျွန်တော်လည်းအဲ့လိုပဲယုံကြည်လက်ခံမျှော်လင့်နေပါတယ်မရဲ့။နောင်မမဖြစ်နိုင်တာမရှိသလိုမချစ်နိုင်တာလည်းမရှိစေချင်ပါဘူးမရဲ့။နပိုလီယံကဝါတာလူးစစ်မြေပြင်ကို9မိနစ်နောက်ကျပြီးရောက်ခဲ့တယ်တဲ့။ကျွန်တော်ကရောမားရဲ့ရင်ဝင်ကိုအယောက်နောက်ကျနေပြီလားမရဲ့။အချစ်ကြောင်းဆိုတာစဉ်းစားဖို့အုံနှောက်ရံမပါဝင်ဘူးလို့မပြောဝန်ပေမဲ့ အချက်မှာနှလုံးသားရဲ့ရင်ခုန်သံကိုဘာသာပြန်တတ်ဖို့အထူးကပိုကြရလို့ထင်နေမိပါတယ်။မစိစားခြင်းသေးဘူးဆိုလည်းနေပါ။တနေ့မှတစ်စက္ကန့်လောက်ကျွန်တော်ကိုတတိယပင်ရွှေတစက်ထက်တန်ဖိုးထားပြီးခြေနဲ့နေမဲ့သူပါမယ်။ခြေသူပြုတ်ပြီးတတိယပေးပါ။ပြီးတော့လေမအိုမျောလင့်နေပါရစေနော်။ခပ်ပါလားလူဆိုးလေးရဲ့။မောင်းချာရီဖက်ပြီးတမမောရီချမိရလဲခဏခဏ။ တော်တော်ပြောရခက်တဲ့လူဆိုးလေးမောင်ပါလေပြောရရင်ကျမနှလုံးသားတွေလည်းညှုတ်ခွေကြကျင်နေပါပြီဒီလိုနဲ့နေဝင်ချိန်ရောက်လာလို့စပွဲနှစ်နေရာလေးမှာမောင်ရှောင်းမလာသေးရင်ကျမစိတ်ပူတတ် မျောတက်လာခဲ့တယ်။ဘာများဖြစ်လို့လဲ။နေမကောင်းလို့များလား။အလုပ်တွေမအားနိုင်သေးရလား။စသဖြင့်အမျော်ရီနဲ့တော့ကကျွဲနေတတ်တယ်။အော်ပြောဖို့မိနေတာ။ ကျမနာမည်ကမိုးဧကရီပါအိမ်မှာတော့မမိုးလို့ပဲခေါ်ကြတယ်ရှင်နီးရဲ့သူတွေကတော့မမိုးမမမိုးပေါ့ဒါကိုသိနေတဲ့မောင်ကကျမအတွက်ကပြလေးတစ်ပုတ်ရှေးလာပေးတယ်မမ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 ိုးမ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 မီမမီမျော်မှန်းမျော်မှန်းမှုမိမိမော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 မိမိ မြတ်မျိုးမြင့်မှန်မိုးမြင့်မြင့်မာမီမူးမူးမိုက်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 မူးမူးမောင်မောင်မမမမမူးမူးမှချက်မကူချက်လို့မအခရာတွေကြီးရေးမိရပါဆိုရဲအောက်ချေမဆုစာသားလေးနဲ့အတူကြပြကိုဖယင် ပီတိနဲ့ပြုံးမိရသေးတယ်မအခရာတွေကြီးမောင်ရှိပြည့်ရဲ့ကြပြလေးကို တူပါပြီးမအခရာတွေနဲ့ကြပြတစ်ပုတ် ကျမပြန်ရေးပေးမိလိုက်သည်ခဗျာကောင်းစင်ကမောင်းနဲ့မောင်းမောင်းမောင်းမမြင်မမြင်မျော်မိမောင်းမောင်းမမြန်မျော်မြင်မှန်းမိမျော်မိမြင်မြင်မမြင်မျော်မိမျော်မျော်မျော်ဒီကဗျာလေးကကျမရဲ့အဖြေလေးဖြစ်တယ်ရှုပ်တိပေးတာမှာတော့ဟင်းအင်းဟင်းအင်းနှစ်ခါညင်းရင် အင်းဖြစ်ပါတယ်တဲ့အခါခါရင်းနေမိရဲ့ကျမရဲ့ဟင်းကတော့မောင်နဲ့တွေ့ဆုံပြီးတနှစ်နေပါအကြမှာအင်းဖြစ်သွားပါတယ်음မကျွန်တော်ချစ်တယ်တကယ်နော်ဟိုးပျော်လိုက်တာအိုးတူတူပျော်ပါလူတွေကြားကုန်မယ်ကျွန်တော်ပျော်လုံးလို့ပါဗျာမဟင်းမောင်တို့တသက်လုံးမခွဲဘူးနော်အင်းเนี่ยမောင်ပျော်နေပုံလေးကိုမြင်အောင်မိပြီး ကျမလည်းဒီနေ့ကုန်ပျော်ရွှင်နေမိပါရယ်။မနဲ့မောင်တို့ရဲ့အချစ်ဆက်လန်းလေးဟာအလွမ်းနဲ့အဆုံးသက်ရလိမ့်မယ်လို့တော့ဘသူကထင်ပါမလဲမောင်ရယ်။ချစ်တော့မောင်။မောင်ကိုကျမတိတ်ချစ်ပါရယ်။ချစ်သူတက်တန်းတလျှောက်မှာအရေးတကြီးကြီးနဲ့ခယူးတဆိုင်တံပိုးထားမျက်နှုတ်ခဲ့ပြီးတသိမ့်သိမ့်ဆွဲနှစ်တွေရစ်ခဲ့ပါတော့မောင်ရယ်ပါ။မောင်ရဲ့အပြုံးဒီကျမရဲ့အပြုံး မောင်ရဲ့အငေးသည်ကျမရဲ့အဆွေမောင်သည်ကျမရဲ့အသွေးသားလိုဖြစ်နေခဲ့ရပါသည်လေသို့တော်ကျမနဲ့မောင်တို့အရွယ်ကစိတ်ကူးတိုင်းပြန်တန်းခွင့်ရတဲ့နှုတ်တဲ့ငှက်ငယ်ကလေးများ မဟုတ်တော့လူမှုစည်းဝေးလောကအလယ်မှာဆောင်စည်းရခြင်းထိမ့်သိမ့်ရခြင်းဟန်ဆောင်ရခြင်းများကမောင်နဲ့ကျမတို့ရဲ့ရှင်ဘက်ပေါ်တန်ဖနက်တည်နဲ့တည့်ရကြရည် ောင်ပြောခဲ့ဘူးပါတယ်။မောင်နားလဲပါတယ်မရဲ့။မောင်တို့ရွယ်တွေကចောင်းနေစဉ်ကလေးရွယ်တွေမှမဟုတ်တော့တာပဲ။လွတ်လွတ်လပ်လပ်ချစ်ချင်ပေမဲ့အိမ်တွေတိတ်ခါထိုင်ရတာမျိုးလည်းရှိတာပေါ့။ဒါပေမဲ့တစ်ခါလေတော့လေဟန်ဆောင်ချုပ်တီးနေရတာတိတ်မွန်းချက်မိရတာပဲ။အသက်ရှူလို့မဝရတယ်လို့ပဲ။မောနေရတယ်။ဟွန်းမောင်ကအဲ့လိုပြောတော့မလည်းဘယ်စိတ်ကောင်းပါမလဲမောင်ရဲ့။ဘသူမဆိုကိုချစ်သူကိုမြင်ချင်းတွေးချင်းကြတာပဲမဟုတ်လား။ဒါပေမဲ့မောင်ရဲ့မာက မင်းကလေးတံမဲ့အိမ်စည်းဝါးရေးကိုဥဆောင်လုပ်နေရတဲ့သူဆိုတော့မောင်နားလဲပါတယ်ဗျာမောင်ကလည်းမောက်ခံစားချက်ကိုပြောပြတာပါမောင်တို့ချစ်သူတို့တွေးဆောင်ခြင်းကလေးကလက်ချိုးရည်လိုရတယ်မှတ်လားမောင်မမောက်ကိုတွေးကြည့်မြင်ရင်ရဖေးဆိုင်ထိုင်မှပဲတွေ့ရတယ်အဲကြောင့်လည်းဆိုင်မမှုမရဲ့တိတ်ခါကိုငဲရသေးတယ်ခုချစ်သူကိုချစ်ချင်လို့မှချစ်ခွင့်ပြေဝမရနိုင်ပဲမရဲ့မောင်ရဲ့မဘက်ကအချိန်မပေးနိုင်တာလဲမသိပါရဲ့ကွတကယ်လို့များမောင်မမတဲ့အချိန်ပိုပေးနိုင်တဲ့ ွေ့တာရတဲ့သူရလာခဲ့ရင်မမလေးမောင်တော်ဝမ်းသာပြီးမှာပါ။ဟာမဟာကျွန်တော်ကဒီသဘောပြောတာမဟုတ်ဘူးလေဗျာ။မနဲ့ချစ်သူဖြစ်ခွင့်ရဖို့မောင်ဘလောက်စူးစမ်းခဲ့ရလဲ။ဒီဘဝမှာမောင်ချစ်တာမတယောက်တည်းလေ။နောက်အဲ့လိုစကားတွေမပြောပါနဲ့ဗျာ။ဟုတ်။မတောင်းမှန်ပါတယ်မောင်ရဲ့။ဟုတ်ပြီးတော့မောင်ကျေးဇူးလည်းတင်ပါတယ်နော်။ဟာကျေးဇူးတင်တယ်လို့မပြောရဘူး။ချစ်သူချင်းအဲ့လိုမပြောကောင်းဘူး။ငရဲကြည့်တတ်တယ်။အဲ့လိုတော့အဲ့ဒါဆိုဘယ်လိုပြောရမလဲ။ဟုတ်တယ်မဟဲ့။ ကျေးဇူးတင်တယ်လို့မပြောနဲ့ဇိမ်းဆန်တယ်ဟွန်းအဲ့ဒါဆိုပို့ပြီးချစ်လာတယ်လို့ပြောရမှာအခုအဲ့လိုပြန်ပြောဟုတ်ပါပြီမကလေဟော်ရီယာမောင်ကို ပို့ပို့ပြီးတော့ချစ်လာပါတယ်တဲ့ရှင်ကဲကျင်းနေပြီလား ပြောရအောင်မယ်။အဲ့ဒီတော့အခုလိုမျိုးအင်တာနက်တွေအသုံးမများသေးဘူးလေ။ဖုန်းပြောဖို့တော့မိမိအလစ်မှမှပြောရတာ။အဲ့ဒါကြောင့်မောင်နဲ့ကျမတို့နှစ်ယောက်ရဲ့ဆက်သွယ်ရေးစနစ်ကလည်းစာပေးစာယူစနစ်ကိုသာအားကိုးရပါတယ်။ကျမတို့ရဲ့လူယုံစပွဲတိုးကောင်းလေးကနေတဆင့်မောင်စာတွေကတပတ်တစ်ဆောင်လုံးပုံမှန်ရောက်လာတယ်။ဘလို့ချစ်ကြောင်းဘလို့လွမ်းကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတတ်ပါတယ်။ နေ့စဉ်မြင်တွေ့နေရပေမဲ့ညလုံးချင်းစုံအပြုံချင်းစုံယုံတတ်တတ်မှုမောင်လွမ်းနေဆိုရကောရှုံကြည်စာနာမိပါတယ်။မောင်ကစာရေးဆရာတယောက်မဟုတ်ပေမဲ့စာရေးရမှာတော့အရန်ကိုညက်တယ်။အပင်မန်းခံအိပ်ဖြတ်ခံပြီးတော့စိတ်ရှည်လက်ရှည်ရေးထားတဲ့စာများကိုဖတ်ရတိုင်းမောင်ကိုယ်တိုင်းကျမအနားမှာလာထိုင်ပြီးစကားပြောနေတယ်လို့ခံစားရတယ်။စာဖတ်ရင်းနဲ့မောင်အတန်မောင်ဟန်ကလေးတွေကိုပါ မြင်ရောင်ကြားရောင်မိရတယ်။မောက်မှာအချင်းကလေးတစ်ခုကလည်းရှိသေးတယ်။ပြောနေရေးနေရင်နဲ့ချားဖြတ်ပြောဆရာအကြောင်းအရာတစ်ခုကိုတတိယလိုက်တယ်ဆိုရင် ချက်မထားခဲ့ပဲနဲ့ထည့်ရေးတတ်တယ်။အဲ့ဒီအကြောင်းတွေကိုမနဲ့တွေ့မှပြောပြရအောင်မယ်ဆိုပြီးလက်သေးခွင်းကလေးပိတ်ကရေးတက်လေးရှိရလေ။ကျမလည်းမောင်ကို အားကြအတုခိုးရင်းနဲ့မောင်မရှိခင်ကြုံတွေ့ရတဲ့အဖြစ်အပျက်တချို့ကို မောင်နဲ့တွေ့မှ ပြောပြရအောင်မယ်လို့ တိမှတ်ထားလေးရှိလာခဲ့တယ်။မောင်နဲ့မတွေ့ရတဲ့ရက်တွေမှာကျမကြုံရတဲ့ရည်စရာအဖြစ်ပြက်လေးတွေကအစာပေါ်ရှင်။ရည်ရှင်ပွဲစကားကိုပြောမဲ့ကြံရွယ်လျက်ကပင်ငိုစရာအဖြစ်များကြုံခဲ့ရပါတော့တယ်။မိမို့ဒါပါလေအမလီအလန်တကြားနဲ့ရှင်ရှင်ပါဖြစ်တာတော့မင်းမနေနဲ့မင်းသမီးကိုခေါ်စမ်းဟုတ်ဘာဖြစ်လို့လဲဖေဖေဒါပါလေနေကြည့်စမ်းမိမို့မိဘတွေကတော့ငါသမီးလေးတော်လှတော်လာနဲ့ တင်းကရောင်းမမျက်စိထွက်ချင်နေတာဟုတ်ဒီလိုပါဖေဖေတိတ်စမ်းနေဘာမှမပြောနဲ့ငါတို့ကနင်းကိုယုံလို့စိုင်မှာလွတ်ထားတာနောက်ရက်ကစပြီးနင်းစိုင်ထိုင်ဖို့မစဉ်းစားနဲ့တော့ဘလို့ဖြစ်ရတာလဲရှင်ကျမလည်းနည်းနည်းပါးပါပြောချစမ်းပါအုံးမင်းသမီးရီးစားထားနေတာဟေ့ဆိုင်ကမောင်သိန်းရတဆင့်သူ့အကောင့်နဲ့စာပေးစာယူလုပ်နေတာဒါသူ့အကောင့်ကပေးလိုက်တဲ့စာဖေဖေကလည်းမောင်အဲ့လိုမခေါ်ပါနဲ့တဲတင်းကပြောလေကဲလေအိုးစိတ်ထိမ့်ပါဦးရှင်ရှင်ကလည်းခဏနေပါဦးကျမသမီးကိုမေးစမ်းပါဦးမယ်သမီး ညီဖေပြောတာဟုတ်သလားဟုတ်ဟုတ်ပါတယ်မေမေမင်းကြားတယ်နော်မေသမီးပြောတာကိုကဆိုင်းကိုအုပ်ချုပ်ရတယ်လူဒါကိုဆိုင်းရဇပွဲတော့ကတဆင့်သမီးသားချင်းစအဆက်အသွယ်လုံးကြတယ်ဆိုတော့ညီကိုသာငါတော့ရှက်တယ်อืมသမီးရဲ့ညီဖေပြောတာမှန်တယ်နောက်ရက်သမီးဆိုင်းမထိုင်နဲ့တော့နော်သမီးဖေကိုဆိုင်းပြန်ထိုင်ခိုင်းလိုက်မယ်ပြီးတော့သမီးတော်လေးရှိရဲ့မြို့မှာတလာတန်ဒီ၃လတန်ဒီတော့ခဏသွားနေလိုက်ပါသမီးရေနော်သမီးနော်ဟာမမေရေ မီးရှင်နေရဒီတိုင်းပဲလားကျမမသိပါဒါပေမဲ့ကျမတို့ကြောင့်အိမ်ရတည်သွားတဲ့နောက်ကျမကိုမောင်နဲ့ဆက်သွယ်ဖြတ်ဖို့ကြိုးစားကြရတာပါပဲမောင်ကိုဆက်သွယ်ဖို့ရှင်ပြဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးအရင်ကအနီလေးတို့ကျမကိုခေါ်နေခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ကျမမောင်ကိုပြောပြခဲ့ဘူးပါတယ်မမတော်နဲ့နော်မမရှိရင်မောင်အဖို့တော့မြို့တစ်မြို့လုံးမရှိတယ်လို့ဖြစ်ရမှာမမရှိရင်နေညရယ်ဆိုတာလည်းမရှိဘူး လဖေးဆိုင်ဆိုတာလည်းမရှိဖြစ်ရမှာတေးကြတယ်လဖေးဆိုင်မရှိရမျိုးဖြစ်သွားလိမ့်မယ်အဲဒီတုန်းကမောင်ပြောခဲ့တဲ့စကားများကိုကျမပြန်ကြားရောက်မိပြီးမျက်ရည်ကျမိပါတယ်လဖေးဆိုင်မရှိတဲ့မျိုးတဲ့မနက်ခင်းလဖေးဆိုင်ရောက်တော့ လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်မရှိဘူးတဲ့ဒါအစိတ်တရားလောက်အသေးခွဲခြင်းပဲလက်ဖက်ရည်တောက်ပြီးမျက်ရည်ကျရမယ်မြို့လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်မရှိဘူးမျက်ဝန်းချွတ်ချိုလေးမရှိဘူးနှာခမ်းပါပါကျစိန်ကလေးမရှိဘူးပြာလေးလေးညရမ်းများမရှိဘူးလက်ဖက်ရည်ဆိုင်မှာတေးတွေအားလုံးခါနေမယ်အောင်ပါစီတချင်းတော်တုံယုံကြရှုံစပွဲပေါ်ကမှောက်မှုမိလိမ့်မယ်လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်မရှိတော့ရင် လမ်းများအားလုံးအလွမ်းနေဖုံးနေမယ်။ဘယ်လမ်းလျှောက်လျှောက်အလွမ်းမျိုးစီကိုပဲရောက်နေမယ်။လမ်းတိုင်းဟာအလွမ်းစီဥတီနေမယ်။လက်ဖေးဆိုင်မရှိတဲ့မျိုးအလွမ်းနေတာဖြော့တောက်လိုက်။ငါချီဦးမလဲတော့ဘူး။လက်ဖေးဆိုင်မှာကြကွဲခဲ့တဲ့နေညတွေအတွက်ဘုံဆိုင်ကလေးတဲ့ကျွန်တော်အသေးကွဲနေတော့မယ်။ ောင်ခက်ရွရွရွဲ့ရေးပေးခဲ့တဲ့ကြပြလေးကိုအကြိမ်ချင်းကျမပြန်ဖတ်မိရင်စိတ်မကောင်းဖြစ်ရတယ်။အဲ့ဒီလိုတော့မမိုက်ပါနဲ့မောင်ရဲ့လို့ရှင်နဲ့ခဏခဏတောင်းပန်နေမိပါတယ်။မောင်ဘလို့နေရှာမလဲ။မောင်ကျမကိုအထင်လွဲမုန်းတီးနာကြည့်သွားပြီလား။မောင်နဲ့ကျမတကယ်ဝေးချရတော့မလား။အဲ့လိုလာပေါင်းများစွာနဲ့ကျမနေညများစွာကိုပူလောင်စွာဖြတ်တန်းခဲ့ရပါတယ်။ ်ခုတော့ຫນွေငါလီမိုးငါလီဆောင်းငါလီရှိခဲ့ပါပြီပြီးခဲ့တဲ့နှစ်ကမှကျမမျိုးကလေးကိုကျမပြန်လာခွင့်ရခဲ့တယ်ဆိုင်လေးရဲ့ကောင်တာမှာပြန်ထိုင်ရင်နံပါတ်2စပွဲမှာမောင်ရှောက်လာမလားလို့ကျမမျှော်မိပါတယ်နံပါတ်2စပွဲကလေးရဲ့သခင်ကတော့ပုံမလာတော့ပါမောင်အောင်တစုံတစများကြားရသိရမလားလို့မောင်တငယ်ချင်းတွေကိုမေးကြည့်တော့လေ တီကောင်ကကျွန်တော်တို့နဲ့အဆက်အသွယ်ပြတ်နေတာကြားပြီးဖေရောက်နေဘာလုပ်နေလဲမသိဘူးဆိုတဲ့စကားလေးကိုသာကြားခဲ့ရပါတယ်ဒီလိုနဲ့ပဲကျမနွမ်းလျာတက်ပြင်းနေတာခြွေမိပါတော့တယ်မောင်မောင်ဖေရောက်နေရလဲကွယ်စပွဲနံပါတ်2အဲ့တပွဲမှာလည်းပြမောင်ထိုင်နေချစပွဲနံပါတ်2တဲ့ဝင်လာတဲ့ဧည့်သည်က ဇနီးမောင်နှံစုံလွဲနဲ့တနည်းအရွယ်သမီးလေးတယောက်အော်ဟုတ်သားပဲစောကြီးပါသမီးရဲ့သမီးစီဆေးလိမ်ပြီးကိုတက်တက်လာတယ်အော်ဖေဖေမေးပြီးတောက်လိုက်မိတာကဲကဲညှိလိုက်မယ်နော်အလူဖေဟာကျမရင်းနေထိတ်ကနေဖြစ်သွားရတယ်ကျမထီအတန်ကိုရင်းရင်းနီနီမှတ်မိတယ်မောင်ဟုတ်တယ်မောင်မဲ့ ဘာတမ်းလဲပြပေါ်ချခါပြင်းပြင်းတစ်ခွက်ရယ်နောက်ပြီးတော့သမီးလေးကဘာစားမှလဲပောင်းကြောက်ကြော်လားသူတို့ဆက်ပြောနေသောစကားသံများကိုကျမမကြားမိတော့ပါမြေဝန်းမှာဆုတ်တက်လာတဲ့မျက်ရည်တွေကြောင့်နမနဲ့စပွဲကလေးကအမြင်မှဝေဝါးသွားရတယ်ကျမကောင်းနာစပွဲကနေအตาရထထွက်လာရင်လူတွေမမြင်ကိုရတနေရမှာကျမ ရှိုက်ကြည့်တငယ်ငုံမိပါရယ် Radio Drama brought to you by MI Radio MI Radio ပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့ဇလန်းရင်ငိမ့်ပွင့်ဇလင်းရဲ့စပွဲနံပါတ်2ဆိုရက်ဇလန်းလေးပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့မငိမ့်လဲမော်မအစီအစဉ်တင်ဆက်ပေးတာဖြစ်ပြီးတော့အတန်သေးဥဆောင်နေအနေနဲ့ကျမဖြူစုကိုညံမငိမ့်ကိုပြေးနေ တန့်ဖြူအောင်တို့ကပါဝင်ကူညီတရုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။အတန်ဖန်ပေးရသူကတော့ Oreo Engineer ကိုပြည့်ဖြစ်ပြီးတော့အတန်တိဖြတ်ခြင်းကိုအကောင်းမွန်ဆုံးတာဝန်ယူဖန်တီးပေးခဲ့တာကတော့ Oreo Engineer တန့်ဖြူအောင်ပဲဖြစ်ပါတယ်ရှင်။ MR Radio ပရိသတ်များရဲ့ကလောင်ဆန်းကို Radio Drama နဲ့အတူ ပုံဖော်လိုက်ပါ။